မင်္ဂလာပါရှင်ဆရာကြီးပီမိုနင်းရေးသားထားတဲ့အလောက်ကောင်းသူ ဆိုတဲ့ဝိထုတိုလေးနေအဟာရဟိုတယ်ဆိုတဲ့ဝိထုတိုလေးနှစ်ပုဒ်ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်အလောက်ကောင်းသူ မောင်လုံးသည်၎င်း၏ဦးလေးကိုပိုထွန်းက BOC ကုမ္ပဏီ၌ပြောပေးသဖြင့်တလားလင်း80ကျက်စာအလုပ်ကိုရလေ၏မောင်လုံး၏စိတ်အထင်က BOC တထေးကြီးသည်အလွန်တရာပိုက်ဆံပေါ်သောကြောင့်မိမိဦးလေးမျက်နာထောက်သဖြင့်မိမိအားအလကားတက်တက်လကပေး၍ထားသည်ဟုမှတ်ထင်လေသဖြင့်ထင်သလိုနေလေ၏အလုတ်ကိုတက်ချင်သောအချိန်မှတက်၍စင်းကျင်သောအချိန်မှဆင်း၍သွား၏ ဦးလီဖြစ်သူက အတန်တန်တတိပေးလိ၏အထက်လူကြီးများသဘောကျအောင်ကြိုးစားအလုတ်ကိုနားလဲအောင်ဂယူဆိုင်ထင်သလိုမနေနေမင်းတို့ယခုအရွယ်ကကြိုးကြိုးနုံနုံလှုပ်ရင်းနောင်ဒီထက်ကြီးသောအခါလူကြီးလူကောင်းဖြစ်လိမ့်မယ် BOC တတိကြီးများမှာလူတယောက်ကိုကြည့်ရှုခြင်းလင်ဝင်တော့စစ်ကဲမကကြီးကြဲအောင် ကြည့်ရှုနိုင်တဲ့စသဖြင့်ပြောဆိုနာချလိ၏သို့တော်လေမောင်နှွန်းသည်ဦးလီပြောသောစကားများကို ညာဘက်နားမှယိုယိုသေးသေးတွင်ပြီးဘယ်ဘက်နားမှဂျွန်ထိုး၍အထွက်ခိုင်းလေသည်အခြားမိတ်ဆွေတငယ်ချင်းတို့ကလည်းအမျိုးမျိုးတတိပေးကြသည်၏ဘီယိုစီကိုလာပြီးမင်းအယူးလုံနေသလားမင်းဖေအိမ်မှာသာထင်တယ်လို့လို့ရတယ်ဒီမှာထင်တယ်လို့မလို့ရဘူးစသဖြင့်ပြောကြလေ၏ပြောတော်လည်းမရထိုကဲသူပြောသူများမမြင်ရလေအောင်အလုံးမ나이ပြန်နှစ်ချက်တီအချိန်ဆင်၍ရုပ်ရှင်ကိုတွား၍နေ၏ တခါတခါနေလေစာဆိုင်ရန်စင်ရမအဖော်ပေါင်းများနေတောက်ခါစားကဘောလုံးပွဲများကိုကြည်၍နေလေ၏တနေ့တနိုင်အလုသမားများအားအလုဝိတရအကြောင်းကိုစီအေဂျီတယောက်ကဟောပြောရန်စီမံလျာတိုက်ရှိမန်နေဂျာများတတိများစီအေဂျီငယ်များအားလုံးတို့သည်စိတ်အားထက်သန်စွာ နေရအခမ်းအနားကိုပြင်ဆင်ကြလေ၏ထိုစီအေဂျီသည်ထိုကဲ့သို့တလားတစ်ချိန်ဟောပြောလေးရှိ၏ ၎င်းဟောပြောသည့်အခါတိုင်းလိုက်နာကျင်ကြံသူများသည် အလုအကိုင်းကြီးပွားတိုးတက်ကြသည်မှာကိုယ်တွေ့ဖြစ်ကြလိမ့်၏တို့ဖြစ်သောကြောင့်သူထံက၎င်းတရားကိုနာဖို့ရန် စိတ်အားထက်သန်ကြလိမ့်၏မောင်လုံးဤဦးလေးနှင့်၎င်းတို့ကိုချစ်ခင်ကြသောမိတ်ဆွေတို့သည်မောင်လုံးအားတရားကိုတည်နှင့်နာဖို့ရန်တိုက်တွန်းကြလိမ့်၏ မတော်တဆမနာဘဲနေမည်ဆိုသောကြောင့်၎င်းနှင့်မခွဲကြဘဲအတူတူနာဖို့ရန် အမြဲကယူဆိုက်၍နေကြလေ၏၎င်းစီရေးကြီးတရားများမှာကအောက်ပါအတိုင်းဖြစ်ကြလေသည်စီရေးများကြီးပွားခြင်းလင်မိမိ၏လာကားကိုသာကယူဆိုက်၍မနေရကုမ္ပဏီ၏အကျိုးစီးပွားကို အထူးကယူဆိုက်ရမည်ကိုယ်တိုင်အလုတ်ကိုကောင်းမွန်စွာတက်ဖို့ရန်သာဂယူမဆိုင်ရ။တခြားသူများ၏အလုတ်များကိုတက်သည့်နားလေအောင်ဂယူဆိုက်၍ တခြားသူများအားကူညီလုပ်ကင်ပေးရမည်ထိုအခါအထက်လူကြီးများသည်၎င်းစီရေးအားဂယူစိုက်ကြောင်းကိုတည်မြင်လိမ့်မည်သူတည်မြင်သောအခါလာကတိုးလိမ့်မည်မိမိကိုယ်တိုင်လုပ်သောအလုပ်ထက်ပုံမူခရွေပုံမူအရာရောက်သောအလုပ်များကိုတက်အောင်တင်ရမည်မိမိအလုတ်ထက်မိမိကပို၍တက်ရှိက ထိုစည်းရည်သည်မတိုးမတက်ဖဲမနေနိုင်ပေကြီးကျင်သောသူသည်ငယ်နေ၍မရပေမိမိအလုတ်ထက် မိမိကပုံမမကြည်မြင်၍မူတင်းငယ်နေချေက အလုတ်ကိုမလုံနိုင်သူ ဖြစ်ရ၏အလုတ်ကိုမလုံနိုင်သောသူသည် မတူမတက်နိုင် အလုတ်ကိုနာယီကြည့်၍မလုံရအချိန်နာယီစေသည်နောက်မိမိအလုတ်ကိုပုံမဂယူဆိုင်ကလုံ၍နေချေကအထက်လူကြီးများသည် တွေ့ကြုံပေလိမ့်မည်တွေ့ကြုံလင်းအလုတ်ကိုအင်မတန်ဂယူဆိုင်သူဟူသဘောရလျက်ကြည်သောအလုတ်များကိုလွှဲတက်လေသည် ဤနေရာတွင် မောင်လုံးကြွေပြောက်၍သွားလိမ့်၏အဘေကိုသွားသည် ဟုမြည်သူများမတိကြပေသူအတွေ့မောင်လုံးသည်အချိန်နာ၏ကိုဆောင်၍မလုံးနေဟုသောစကားကိုနားမထောင်လိုက်ရပေဤနေရာ၌မောင်လုံးသည်ဗန်စကဲယုံများမှကြော်ညာကားတွေကိုရှောက်ကြည့်လျက်ဘေယုံကကာကောင်ပြမည်ကိုအကယ်ခတ်၍နေလိမ့်၏တို့ဖြစ်လျာထိုဟောပြောချက်၌အရေးကြီးဆုံးအချက်တို့ကို မကြားလိုက်ရပေထိုနေ့ညနေ၌ ပိုင်စကုံများကြီး၍ပြီးသည့်နောက်တရုတ်ဟိုတယ်များကိုသွားပျော်ပျော်ပါပါစားတော့မော်တော်ကားနှင့်လျှောက်၍လေထင်ရမြင်ရတွေကို လုံ၍နေလေ၏ကြည်ချင်းရာကို ကြည်၍နေ၏ငေးချင်းရာကို ငေး၍နေ၏တို့နေပြီးနောက်ဘိုင်းစကုံများပြချင်းတို့ရောက်သည်ဖြင့်ဝင်၍ကြည်နေလေ၏ညင်ဦး6နာရီ9နာရီခွဲခွဲပြီးသောအခါအခြားယုံတို့ကူး၍ကြည်ပြန်လေ၏ ပထမကြည့်သောဇက္ကမအလွန်ဇက္ကကြီးဖြစ်၍အလွန်ဇက္ကကြီးပြီးသည့်နောက်ဒုတိယဇက္ကမအသောဇက္ကကြီးဖြစ်၏ထိုအသောဇက္ကသည်ဒရိုက်တာအယူများစိတ်ကူးဖန်တီး၍ပြသောမဖြစ်နိုင်သောဇက်ဖြစ်လေသည်၎င်းဇက်သည်ရေရလင်းပြီးရောဟုကြံစီစိတ်ကူး၍လှူထားသောဇက်ဖြစ်လေသည်ကြည်သူများသည်လည်းဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို မစင်မစားရေမောရလင်းပြီးတန်ဟုအောင်းမေက ကြည်ကြသူများဖြစ်လေသည် ဒရိုက်တာများသည်အယူသွေးကလေးနည်းနည်းပါမှတာလွန်၍ကောင်းသည်ဟုဆိုလင် မာမီမဟုတ်ပေ။မောင်လုံးသည်ဤကဲ့သို့မဟုတ်တန်တရားဇက်ကွက်များကို အကုန်အစင်မှတ်သားမိ၏။ဘိုင်းစကုံယုံမှထွက်ပြီးနောက်ဟိုတယ်၌ဘီယာကိုမြည်ရင်ခေစစ်တွင်ကြအဖော်များအားပြော၍ပြလေသည်။သူပြောပြရသည်မှာ၄နာရီလောက်ကြာပြန်လေ၏။ဘီယာ၆ပလင်းလောက်ကုန်အောင်တောက်၏။ ဒရဝံကလားစီမှာချီ၍ရခဲ့သောငွေ20လေးများစွာမကြံတော့ပြီထို့နောက်လန်ချာနေအိမ်သို့ပြန်လေ၏ဘီယာကလည်းရစ်တစ်ဖြစ်သောကြောင့်လမ်းများမှာမာလီရဲ့ဝိလေချောင်ဘက်ဖြစ်၍နေလေ၏တို့ဖြစ်၍နေပြီးသည့်နောက်အမေမုတ်ဆိုးမကြီးဆောင်၍နေသောနေအိမ်သို့ရောက်၍သွားလေ၏မိခင်ဒီကတားမိုက်လာသည်ကိုမြင်လင်စုံမလိုသည်ဖြင့်အိမ်ကို တကားပိတ်၍ထားလေ၏ မမမမဟု အပြင်ကနေ၍ခေါ်လေ၏မိခင်ကပြန်၍မထူပေသူမထူသောအခါထွက်၍သွားလေ၏သွားပြီးသည့်နောက်ထင်ရကိုလှည့်ပတ်ပြီးအိမ်ကိုပြန်၍လာပြန်လေ၏ထိုအခါမိုးစိမ့်စိမ့်ရွာသဖြင့်မိခင်မှအိပ်ပျော်နေရာအပြင်မှနေ၍မမမမနှင့်တမမအော်တော်လေမရပေသူဖြစ်လေရာမိုးရွာထဲတွင်လန်ချာနှင့်လှည့်လေ၍နေလေ၏ တို့လှဲ့လေလေးရဲ့တငယ်ချင်းများဤအိမ်ကိုလိုက်၍ရှာလိ၏တငယ်ချင်းများကို မတွေ့ရပေထိုအခါမိခင်ဤအိမ်ကိုပင်ပြန်၍လာလေသည်ထိုအခါအမေကြီးနိုး၍နေသည်နှင့်ကြုံကြိုက်လေ၏အိမ်ပေါ်ကိုတက်သွားပြီးအနေငယ်မြသာခေါ်ရလေ၏တကားပွင့်၍လာပြီးဝင်၍သွားလက်တော့အမေကြီးကဟဲ့မောင်လုံးနေမိုးချုပ်လာကြီးလားဘယ်ဟိုသွားနေသလဲ နင်အလီနဲ့တော်သွားနေတနေ့နေ့ဘေးတွေ့လိမ့်မယ်အမေဒီမျက်နှာကိုကြည့်ပါဘေးတွေ့မယ်မျက်နှာလားဆိုတာဒါထက်အခုရင်ကကျွန်တော်လားခေါ်တာမမဘယ်သွားနေသလဲဘေးသွားနေရမှာလဲငါဒီမှာအိတ်နေတာပေါ့ကျွန်တော်အကြာကြီးခေါ်တယ်ခေါ်မရလို့ထွက်သွားရတယ်မိုးတွေရွာလို့ဒါနဲ့မမကကျွန်တော်အလီနဲ့တော်သွားနေတယ်လို့ပြောရသေးသလားမမတကားပွင့်မပေးလို့သွားရတာမမစောစောကလည်းတကားပိတ်ထားတယ်နောက်တစ်ခါခေါ်တော့လည်းအရှိသားနဲ့မြုံးနေတယ် ကျွန်တော်မလာစေချင်ဘူးလားဟဲ့ငါမျိုးနေတာမဟုတ်ပါဘူးမမစောစောကမျောနေတာပဲတောက်ကိုမလာစေချင်ပဲရှိပါမလားငါသားပေါ်မလာရင်မမစိတ်ပူနေတာစိတ်ပူနေလို့တကားပိတ်ပြီးမျိုးနေတာပေါ့ထိုကဲ့သို့ကြောက်ကဆက်ပြောရင်စကားများပြီးစိတ်ဆိုး၍အိမ်ပေါ်ကဆင်းလာပြန်လေ၏ဒိုလာခိုက်တွင်မိမိကိုယ်ကိုကျိန်ဆဲ၍လာလေ၏ဒါနဲ့သေးပါစေ လှန်နဲ့သေးပါစေ၊မွေကြိုက်လို့သေးပါစေ။စသဖြင့်မိမိကိုယ်ကိုချိန်ဆလိ၏။အမေကြီးကပြန်၍ခေါ်၏။ပြန်၍ခေါ်သည်ကိုလည်းမကြဟန်ဆောင်ခဲ့လိ၏။တို့သွားရာ BOC အလုံးတိုက်သို့ရောက်၍သွားလိ၏။ရောက်သွားပြီးနောက်မိုးကလည်းစိတ်စိတ်ရွာသဖြင့်လမ်းချောပေါ်ကမစင်မဲအလုံးတိုက်ထဲဝင်ရတော်လိမည်လား။အလုံးတိုက်ပဲအိပ်ဖို့ရာနေရာရှိတော်သည်။တော်ကိုဖွင့်ဖို့ရန် တရဝံကလားတွေရှိမှရှိပါမလားထို့ကဲ့သို့ခြေတုံချတုံစဉ်းစားနေရင်စိတ်ကိုမဆုံးဖြတ်နိုင်မဲလန်ချာကလားအာလန်ချာကိုဆွဲဖို့ရင်အဆွဲခိုင်းလိမ့်ဤအနီအပါပတ်ဝန်းကျင်၌လန်ချာနှင့်လှည့်ပြီးသည့်နောက်အလုတ်တိုက်နာသို့ပြန်၍ရောက်သွားလိမ့်ဤလန်ချာဘော်ကပြေး၍ဆင်းပြီးအလုတ်တိုက်တကားကိုဖွင့်မို့ရင်တရဝံကလားများကိုလိုက်လံ၍ရှာလိမ့်ဤ တရဝံကလားများသည်မိုးရွာသဖြင့်နှွေရချောင်းမှစူ၍နေကြသောကြောင့်တယောက်မြရှာလို့မတွေ့ပေမိမိကိုတခိုးထင်၍တနတ်နှင့်ပြစ်လိုက်ခတ်လိုက်မည်ကိုလည်းစိုးရင်ရ၏ဒီတရဝံကလားတွေကလည်းဘယ်ကိုသွားနေကြသလဲမသိဟု တွေးလေ၏အဝိဇ္ဇာများမှမိုးဆူစားပြုလေ၏သို့တော်လေဂယုမဆိုင်ပေနောက်ဆုံး၌တရဝံကလားတယောက်ကိုတွေးလေ၏သို့တော်လေထိုတရဝံကလားမှာတော်ထိန်သောကလားမဟုတ်ပေ တော်ထိန်သောကလာဘဲမှလဲဟုမိသောအခါထိုကလာကမိမိပြပါမည်ဟုပြောသဖြင့်၎င်းကလာနောက်သို့လိုက်၍သွားရလေ၏ထိုကလာနောက်သို့အတန်ကြာလိုက်၍နေရလေ၏ဟိုကြောင့်ကွေဒီကြောင့်ကူကြောင်မျိုးမျိုးကိုယောက်ကြလေ၏၎င်းနောက်တခုသောကြောင်၌တမကူတောက်၍နေသောကလာကြီးတယောက်နှင့်တွေ့လေ၏၎င်းကလာကြီးသည် မောင်လုံးကိုမြင်လင်းမြင်ချင်းအလေးပြုက ပြာကြီးပြာရာထား၍မတက်ရလေ၏ မောင်လုံးကအကျိုးချောင်းကိုပြော၍ပြတော်အခါ ကလာကြီးသည်လိုက်၍လာပြီး အလုတ်တိုက်တကားကို ဖွင့်၍ပေးလေ၏ထို့နောက်ကလာကြီးကမိမိလည်းမကြမီလာ၍အိမ်မီအကြောင်းကိုပြောပြီးဆင်း၍သွားလေ၏ထိုအလုတ်ခန်းထဲသို့ရောက်သောအခါຫນွေပြီးအတော်ကလေးချမ်း၍သွားလေ၏တောက်ခေရသောဘီယာများမှမူကားလန်ချာနှင့်သွားရလာရသဖြင့်အကုန်အစင်လွင့်စင်ပေပြောက်ခဲလေသည် မောင်နှင်းသည်အိဖို့နေရာကိုကြည့်ရှုစီမံလေ၏နောက်မီခုံတန်ရာကြီးတစ်ခု၌ခေါင်းအုံးရန်စာအုပ်ထူကြီးများကိုချပြီး၎င်းစာအုပ်များပေါ်၌ကိုအင်းကြီးတစ်ထဲကို ချို့၍တင်ထားလေ၏ရှက်အင်းကြီးနှင့်သာမိမိ၏အလို့စပွဲမှထိုင်လျက်တည်င်းစာတစ်ခုကိုကြည်၍နေလေ၏မောင်လုံး၏စိတ်၌မိမိကိုအလုခန့်၌အထက်လူကြီးများ အချိန်မတော်တွေ့ရှိရခြင်းကဘလို့လုံးမည် အဘယ်လိုသဘောရမည်ဟုမတွေ့တတ်အောင်ရှိလေ၏သို့တော်လဲကံအကြောင်းတရားပဲဟုအောင်းမေကမိမိ၏ဇပွဲအနီးကဇပွဲတစ်ခုမှာအလုံးလုံးသောစည်ရီတယောက်သည်အဆုပ်ယောဂနှင့်တည်ပြီးသည်မှာမကြသေးပေဤစည်ရီတစီဖြစ်ပြီးလာ၍ခြောက်ခြေကအဘယ်ပုံလောက်ရမည်နည်းဟုတွေ့တော်လျက်ဤတည်ပြီးသောကိုရွရွနေလေ၏ထိုကဲ့သို့ရွရွနေသည့်အတွင်ပရင်ပေါက်တစ်ခုကအတန်မြည်၍လာလေ၏ ထိုဝတန်ကိုယုတ်တည့်ရဲ့ကြားလင်ယုတ်တည့်ရဲ့ထိတ်လန့်လျက်ဥကောင်းကြီး၍သွားလေသည်အတန်မာကအချားမဟုတ် လေတိုက်သောအတန်ဖြစ်လေသည်ထိုအတွင် ကလာကြီးဝင်၍လာပြီးမိကြောက်စရာတွေတွေ့၍နေခိုက်ကလာကြီးရောက်လာသောကြောင့်အတော်ကလေးအားတက်လေ၏ထိုအခါတောက်ခဲ့ပြီးသောဘီယာအရများလွင်ပါပပျောက်သည့်အတွက်မိမိမှတွေ့တွေ့ချောက်ချောက်ဖြစ်၍နေလေ၏သူတွေ့တွေ့ချောက်ချောက်ဖြစ်၍နေရာ ကလာကြီးအားဘီယာအဝေးခိုင်းလိ၏ကလာကြီးကအချိန်မရှိတော့ကြောင်းကိုပြောလိ၏ထိုအခါမောင်လွန်းကဘီယာမရှိရင်ချက်ရက်ဝယ်ပေးရမည်အကြောင်းပြောလိ၏ချက်အရက်ဘယ်မှာရနိုင်သည့်အကြောင်းကိုလည်းပြော၍ပြလိ၏အိတ်ထဲမှငွေကိုနိုင်၍ကြည်သောအခါငွေတစ်ချက်မျှရှိတော်သည်ကိုတွေ့ရသဖြင့်ကလာကြီးထံမှငွေ၁၀ကျပ်ကိုချီလိ၏ ငွေ၁၀ကျပ်ကိုအော်ဒီမန်၌လွန်ခဲ့သောနှစ်နှစ်လောက်ကချေသောအနေနှင့်ရက်စွဲတက်ပြီးချေယူလေ၏ငွေ၁၀ကျပ်ကိုရပီသည့်နောက်ကလာကြီးအားလမ်းစီတစ်ချက်နှစ်ချက်ပူအယဝယံငွေ၃ချက်နှင့်ခိုင်းလိုက်လေ၏ကလာကြီးလည်းထွက်၍သွားလေ၏ကလာကြီးပြန်လာမည်ကိုဆောင်၍နေခိုင်းအတွင်တကားပေါက်ကိုဖွင့်ပြီးစည်ရီတယောက်ဝင်လာလေ၏ထိုစည်ရီမှာဘူကပြားဖြစ်လေ၏ မောင်လုံးအားဘာလို့နေသလဲဟုမေးလေ၏ကျုပ်ဘာမှမလုပ်ပါဘူးပြင်းနာနဲ့လာနေတာဟုပြန်၍ပြောလေ၏မင်းကိုတတိတွင်စူလိုက်မယ်စူခြင်းစူပါစေငါတို့ကချမ်းသာနဲ့ဒီအခန်းထဲမှာနှွေးဖို့နေတာကဲအိတ်ချင်ရင်လည်းအိတ်မလားမသိဘူးဟုပြန်၍ပြောလေ၏ဒီမှာမနေနဲ့ကွတခုခုဖြစ်ရင်မင်းကိုဆွဆွဲနေလိမ့်မယ်မောင်နှွန်ဒီက၎င်း၏စကားကိုခယူမဆိုင်ထိုအခါ၎င်းစည်ရည်သည်မောင်နှွန်ကိုကြည့်ကား မင်းဒုက္ခရောက်လိမ့်မယ်ဟုပြောပြီးဆင်း၍သွားလေတည်းမောင်လုံးဒီက၎င်း၏စကားကို မကြားတကယ်သို့နေရစ်လေ၏အတန်ကြာလက်သောကလာကြီးပြန်၍လာလေ၏ကလာကြီးအားဖန်ခွက်များအယူခိုင်းလေ၏ကလာကြီးသည်ရှာလပတ်ရေဆိုင်တစ်ခုမှဖန်ခွက်ငယ်တစ်ခုကိုပြေး၍ယူလေ၏အတော်ရင်ငတ်နေသောမောင်လုံးသည်ဖန်ခွက်နှင့်ပလင်းကိုကြည့်၍နှုတ်ခမ်းတပြင်းပြင်းနှင့်နေလေသည် ပလင်းကိုမြောက်ကင်ကဓမီရောင်၌ကြည်လိ၏ပလင်းမှာတော်ရစိတ်ဘီယာပလင်းဖြစ်လျာအရက်မှာပလင်းလေပင်တဝက်အထိရှိသည်ကို တွေ့ရလေသည်၎င်းအရက်ကိုဇပွဲပေါ်၌လောင်းသွန်ကမိကြည့်ချီ၍တူကြည်လိ၏တူကြည်ရာတွင်ဟုတ်ခနေမိဆွဲလိ၏ဆွဲတော်မီသည်မိအောင်ပြပြကလေးဖြစ်လျေစပွဲပေါ်၌အရရှိသည်မြနေရာကို လိုက်၍တောက်လောင်လေသည်ထိုမီကို အာရဝန္တာကြည်လျက်နေလေ၏ မိအလိုလိုတေမ၎င်းနေရာကိုစကုများနှင့်ပုတ်တိုက်၍ပြစ်လိ၏ထို့နောက်အရက်ကိုဖန်ကွက်ကလေးနှင့်ပြေလူကမန်းငှဲ့၍တောက်လိုက်လိ၏တဖန်ပြေလူကမန်းငှဲ့ပြန်၏ငှဲ့ပြီးနောက်ကလာကြီးအားတောက်ဖို့ပေးလိ၏ကလာကြီးကမိမိမူးအောင်မတောက်နိုင်ကြောင်းညင်ပေတော်လေအတင်းတိုက်သဖြင့်ဖန်ကွက်တဝက်လောက်တောက်လိုက်ရလိသည်ကလာကြီးသည်ရှုံမဲ၍အရက်ခွက်ကို ပြန်၍ချလိ၏။မောင်လုံးသည် မတက်ရခါပဇတ်မထွဲဟူဆိုပြီးကလာကြီးအုတ်ထုတ်ဖြူဖြူကလေးကိုခြေလင်၍ချားလိုက်လေ၏ထို့နောက်လက်ခုပ်တီးကခြေကကားလျက်တပတ်နှစ်ပတ်လှဲလေ၏နောက်တခွင်ငှဲ့၍တောက်ပြန်လေပြီးသည်နောက်ကလာကြီးကိုဘယ်မှာအိမ်မလဲဟုမေးလေသည်ကျွန်တော်ဒီခန်းထဲမှာအိမ်မယ်ဟုပြန်ပြောလေသည်ဒီလိုဖြင့်မင်းအိမ်ရပြင်ပြီးအိမ်ဟုပြောတော့အခါကလာကြီးသည်ဤအလုတ်ခန်းထဲ၌ စပွဲကုံအောက်တွင်ပလက်လန်ပြီးအခန္ဓာအိပ်၍နေရခြေတော်ကြီးနှချောင်းသည်စပွဲအပြင်သို့ထက်၍နေလေသည်ထိုအခါမောင်လွန်းသည်မိမိစပွဲ၌ထိုင်ကားတည်င်းစာကိုကြည်၍နေလေ၏တို့ကြည်နေ၌ဗရာဆက်ကြီးအခန်း내သို့ဝင်၍လာသဖြင့်ကလောင်တန်းတစ်ခုနှင့်စင်းကြောတစ်ခုကိုယူကားဖွင့်ပြီးစူဆိုင်ကားကြည်၍နေရမောင်လွန်းသည်ဗရာဆက်ကြီးလာသည်ကိုမျှမမြင်တကယ်သို့နေလေ၏ ပလင်းနှင့်ဖန်ခွက်ကို မတော်တဆဗရားဆက်ကြီးလာလင်းတိုင်မီမှာစူသောကြောင့်ဂုံ၍ယူပြီးစပွဲအောက်သို့တွင်၍ထားလေ၏ထို့နောက်စင်ရင်ဆောက်အုပ်ကိုပင်ပြန်၍ဂယူဆိုင်ခါနေလေ၏ဗရားဆက်ကြီးသည်၎င်းကိုမြင်လင်းအံ့အားတင့်၍နေလေ၏မောင်လုံးသည်ကအံ့အားတင့်ဟန်ကိုမပြစင်ရင်ဆောက်အုပ်၌တစုံတရာကိုရေချစ်ဟန်ပြူ၍နေလေ၏ ဘရာဆက်ကြီးသည်မောင်လွန်ဤအပါသို့ရောက်အောင်လာပြီးမောင်လွန်ကြည်နေသောဆောက်အုပ်သည်စရင်ဆောက်အုပ်ဖြစ်သည်ကို တွေ့ရသောအခါမင်းအလုတ်အိမ်မတန်ကြိုးစားပါလားဒီတိုက်မှာမင်းလိုကြိုးစားသူနှစ်ယောက်ရှိရင်ဒီတိုက်ကြီးအများကြီးကြီးပွားမှာပဲမင်းကို အလုတ်တိုးပေးဖို့ကျုပ်မန်နေဂျာကိုပြောလိုက်မယ်မင်းနံမီဘလို့ခေါ်တယ်လဲကျုပ်နံမီမောင်လွန်ပါဟုပါဇက်ကလေမထွက်အောင်မနေကြီးစီ၍ပြောရလိမ့်ဤနောက်တနင်္ဝနီတစ်ပတ်လောက်ကြာသောအခါ မောင်လွန်းသည်လက80ကျမလက900ကျက်အထိတူမြင့်၍သွားလေသည်ဆလပီ အဟာရဟိုတယ်ဆိုတဲ့ဝတ္ထုတူလေးကိုလည်းဖတ်ပြပေးပါမယ်အဟာရဟိုတယ် မောင်စင်းသည်ရုပ်ရှင်ဇာယုံမှထွက်၍လာပြီးနောက်အတော်ကလေးစားသဖြင့်ကွန်ကျန်ဘူဒာ၏အရှိဘက်ထမင်းဆိုင်ခောက်ဆွဲဆိုင်များကိုရှောက်၍ကြည်နေလေ၏သူကြည်နေခိုက်တွင်ညှိုးငယ်စွာဝဆင်ထားသောမင်းမပြူတယောက်၏ကြော်ရှင်သောတရံတစ်ခုကို မောင်ရိပ်တစ်ခု၌မြင်ရသဖြင့်မယောင်မလဲအပါသို့ အပေကိစ္စအတွင်မှန်းများမိမိကိုယ်ကိုမသိဘဲကဲ့ရောက်၍သွားလေရာ ကိုခန္ဓာကြော်ရှင်းသည့်ထက်ပုံမူ၍လှပသောမျက်နာကလေးကို အနီကပ်မျက်ဆောင်တို့မြင်ရလေ၏မျက်ဆောင်တို့မြင်ခြင်းမှာတဲ့တဲ့ကြီးမကြည်ရသောကြောင့်ပေသည်ထိုအခါဆောင်လရာသည်ဖြစ်လျာအတော်ကလေးအေးချမ်းသဖြင့်လနဘက်ကိုမိမိ၏တကလက်အင်ဂျီအိတ်အတွင်သို့ထိုးသွင်း၍ထားလေ၏။မင်းမပြို၏မျက်နှာမှာမုတ်သိပ်စာလောင်သောအသွင် ရှိလေ၏။၎င်းမင်းမပြိုသည့် မိမိကိုဂယူဆိုက်၍ជីဟန်တူလေ၏ချမ်းလိုက်တိုင်းဟုသူ့ကိုလိုလိုငါကိုလိုလို ပြောရမှမိမဖြူကတိတ်ချမ်းနာပဲဟု ပြောပြီးတစ်ဖက်သို့လှည့်လိုက်ရာ မောင်ထဲမှမေကနေကြွ၍လာသောတရံတစ်ခုက ချမ်းဆိုမောင်ဟင်အကွယ်ကာမမရှိပဲမြို့ထဲမှာတော့တိုက်ငွေတွေကြောင့်ဒီလောက်မချမ်းလာဘူးဟုပြောလေ၏ပြောသူကအမေအိုတယောက်ဖြစ်လေ၏ ကျွန်တော်တို့တောရက်မှာတော့မချမ်းသေးပါဘူးဟုမောင်စင်ကအစီငော်မတည့်သောစကားကို ပြန်၍ပြောလိမ့်၏မိမပြိုကမတိမသားရည်လိုက်လိမ့်၏ထို့နောက်အကိုကြီးကဘယ်အရက်ကလဲဟု မေးလိမ့်၏ပသိန်းကဒီနေ့ပဲရောက်တယ်တော်ရက်မှာအလောက်ကန်အပေါလန်တဲပြီးမတက်လို့ရန်ကုန်မှာအကြံစီကလေးတက်မလားလို့လာတာပါပဲဟုမိမိကိုကို လေပိုင်ရှင်တတိတယောက် ဖြစ်ကြောင်း ဖုံးဝက်ခါပြောလိမ့်၏ နောက်9မိနစ်လောက်ကြာသောအခါအကျွမ်းတဝင်ဖြစ်၍သွားပြီးထမင်းစားကြပါအောင်လားဟုပြောကြရာဆိုင်အတွင်သို့ရောက်သွားကြလိမ့်ဤမောင်စင်းသည်မင်းမပြိုကလေးကိုမတီမတာများစွာအကဲခတ်လေရာမိမိများစွာကြားရဘူးသောမကောင်းသည့်အမျိုးစားတွေကမဟုတ်ကြောင်းကို အပြောအဆိုအမူအရာအသွင်ပြေမှဆ ảy ၍အကုံအစင်ထောက်ရှုခြင်းဖြင့်တည်ရလိမ့်ဤစင်ရဲ၍မုတ်တိတ်ဆာလောင်လျက်ရှိနေကြောင်းကိုလည်းတည်လိမ့်ဤ အကြောင်းမူကားထမင်းစားဖို့ခေါ်ရာမငင်တညင်ကလေးမျှတာညင်ပြီးအတိမိတ်ဆွေဖြစ်ကားဝင်စားလိမ့်၏ထမင်းကျော်ဝတ်ဝူကြောင်းစာသည်များကို စာကြပြီးနောက်လက်ဖက်ရည်ကိုတောက်ရင်းဆိုင်အတွင်မှနှွေးသဖြင့်ဆက်လက်စကားပြောကြရာမောင်စစ်မှာရှေးကရေဆက်ပနဲ့ဖူးသောတစ္ဆာမိုးပေလာမသိရအဘေခါကားများတိတိတသာမပေါ်ဘူးသောစိတ်တစ်ခုသည် အထူးတိတိတသာပေါ်လာလိမ့်၏ ထိုစိတ်သည်ကမိမပြိုကလေးကိုတသက်လုံးချမ်းသာအောင် ကြည်ရှုလိုသောစိတ်ဖြစ်လေ၏အသွင်အမှုကိုထောက်တော်မိမိကဲ့သို့တာနာသောမိမိကိုယ်ကို အခွင့်ပိုင်သူ လူရည်ကျွန်းတယောက်အားငင်းပယ်နိုင်မည့်နိလမ်းမရှိဟုစိတ်ချယုံကြည်လေ၏အဖော်မိမကြီးမှာဘာသာလဝဆိုသလိုငေမောတွေ့တော်ပုံတစုံတယောက်ကို မျှော်ပုံနှင့် လမ်းဘက်ကိုသာအာယုံစိုက်၍နေလေ၏ ဘာတော်တလေဟု မောင်စင်ကမိမကြီးဘက်သို့မျက်စာပစ်ကားမေးလေ၏ဘာမှမတော်ပါဘူးအတိမိတ်ဆွေပါပဲဟုပြန်၍ပြောလေရာ မောင်စင်မှာအာတက်၍သွားလေ၏အတန်ငယ်ကြစွာစိတ်ငြိမ်၍နေပြီးမှမောင်စင်ကအခုမှတွေ့ရပေမဲ့အတိမိတ်ဆွေအရင်ချလို့သဘောထားပါအပွေးမြင်အပင်တိဆိုသလိုရင်းပုံပန်းအရာအပြစ်ကင်းသူကလေးတယောက်လိုယုံကြည်သဖြင့်ပြောခြင်းမှာတမျိုးတမီများထင်မလား ကျွန်မလည်းအကဲခတ်ပြီးသားပါထင်စရာမရှိပါဘူးအများအားဖြင့်တော့အခုလိုတွေ့ကြရင်ယောက်ျားများဟာတမျိုးထင်ကြတာပဲမထင်ပါဘူးဒီမှာလည်းအတိမိတ်ဆွေမရှိတယောက်တည်းဆိုတာလိုပဲအဆော့ဆော့အရာရာမှာအားထားပါရစေဒီကိုလည်းအားထားတာပေါ့ဘာမဆိုပါပဲငွေဆိုငွေအလုတ်ကန်ဆိုအလုတ်ကန်တတ်နိုင်တဲ့လောက်တော့ကုညီနိုင်ပါ रे ကျေးဇူးတင်ပါ रे သို့တော်လည်းရှင်ကျမကိုဒီတစ်ခုတော့အထင်မှားတာနဲ့တူတယ်ဟုချစ်ဖွဲ့ရပြုံပြလျက်နေဤ ဘယ်အချက်လဲပြောစမ်းမသိပါရစေကျမကိုအင်မတန်ဆင်းရဲတယ်လို့ထင်နေမဟုတ်လားမှန်ပါတယ်ထင်မိပါတယ်မှားရင်စိတ်မဆိုးပါနဲ့စိတ်မဆိုးပါဘူးရှင်သဘောကောင်းတဲ့လူတယောက်ဆိုတာကျမသိပါတယ်ကျမဒီဆိုင်တွေကိုကြည့်နေတာနည်းနည်းပါးပါးစတာလဲမှန်ပါတယ်မောလာတာ哦ကျမတို့လမ်းမတော်ဘက်ကခြေရင်လျှောက်လာလို့ပါပြီးတော့ပတ်စံလဲအိမ်မှာမိထားခဲ့တယ်တရေအိတ်ဟာအတော်စီမှာပါလာတယ်ထင်လို့သူကလည်းမိတာပဲ။ အေးလေရိုရိုပြောရမှာဖြင့်ချွေချွေတာတာကြည့်ရှုတွက်ချင်ပြီးမှဝယ်ချမ်းစားမယ်ဆိုတဲ့အကြံနဲ့ကြည်နေသလားလို့အောက်မေ့မိတာပဲဒါနဲ့ထမင်းစားဖို့ရှင်ခေါ်တာပဲကျမသိပါတယ်စားလဲစားနေတာ ው အနို့ဗျာဘာများလုတ်ကင်တလဲအခုဝင်သာနုဈေးဆိုင်တွေထွက်ကြတာရှင်မြင်နေမဟုတ်လားဟုတ်ကဲ့မြင်ပါတယ်ဗျာဒါပါပဲကျမတို့ညီမနှစ်ယောက်မြန်မာထမင်းဆိုင်အကောင်ဆုံးတစ်ခုတင်မလို့စိတ်ကူပြီး အမအိမ်မနေမကောင်းလို့ဒီအတော်နဲ့ထွက်ပြီးဆိုင်အမျိုးမျိုးတွေကိုကြည့်ရပါနေယူတန်းရင်လည်းယူဖို့ပါပဲဒါကြောင့်ခြေချင်းတဖြည်းဖြည်းလျှောက်လာကြရင်ဒီနေရာရောက်လို့စတော့မှအိတ်ထရပတ်စံမပါတာသိရတာပဲထို့နောက်ကြီးမြင့်နိုင်မြေထားဘုရားအနီးမှာထမင်းဆိုင်ဖွင့်ကြောင်းဆိုင်နှမီအာဟာရထမင်းဆိုင်ခေါ်ကြောင်းနှစ်ပြောပြီးတောင်းတနာစကားပြောကြပြီးနောက်ခွဲ၍သွားကြလိမ့်ဤမောင်စစ်မှာထိုညသည်မအိတ်သောညဖြစ်လိမ့်ဤနောက်တနေ့ အဟာရထမင်းဆိုင်ကိုတွား၍ရှာရမတွေ့ရမြည်သူကိုများလဲမေး၍မရသဖြင့်ဘလို့သဘောနှင့်ငါ့ကိုတပတ်ရိုက်တာလေဟု တွေးကြံ့၍မရပဲစိတ်ပြက်လျက်ပြန်၍လာခဲ့လေ၏ထိုကဲ့သို့သော တပတ်ရိုက်နေသည်ငွေကိုချူရန်လဲမဟုတ် တမင်သက်သက်ကြွားတယ်ဆိုရမှလဲအခဲရန်ကုန်မှာလိန်နီအစံတမျိုးပေါ်လာလေသလားဟု တွေးမိလေ၏နောက်တလာလောက်ကြာသောအခါ မိတ်ဆွေတယောက်ဤအိမ်ကဆောင်းအငိမ့်နေအဆိုးကောင်းများကိုနားထောင်ရန် ဖိတ်သဖြင့်သွားရာအိမ်ပေါ်သို့တက်လင်းတက်ချင်းနာ၌ချုံမြင်သားရာချစ်ဖွဲ့ရာကောင်းလာသောအတန်ကို ကြားရလိမ့်ဤပရိသတ်များအထဲတွင် ထိုင်လျက်အတန်ဤအရာသာကိုသာခံစားရင်းအတိမိတ်ဆွေအိမ်ရှင်နေတခါတခါအချီအတင်းစကားတစ်လုံးနှလုံးများပြောလိမ့်ဤအတန်ကြာမှ ကြည်လိုက်သောအခါထိုသူဤမျက်နှာမှာတိုင်ရိပ်ကွယ်သဖြင့်မမြင်မဲနေလိမ့်ဤ ယမုံနာတေးတပုတ်ဆုံးသောအခါမှာတေးဆိုသူသည်လက်ဖက်ရည်တောက်ရန်ဓမီရောက်အတွင်သို့တူလိုက်ရာမမေ့သောမျက်နာ အစာပေါင်းမရည်တွက်နိုင်အောင်ပုံမူလှပသော အစင်းနှင့် ပေါ်လာလျာအံအားကြီးတင်၍နေလေ၏ဒေါသလည်းထွက်လေ၏နှလုံးမှလည်းဒိုးပတ်တီးနေလေ၏ရှကိုရှကန်အမူယာနှင့်မိမိမျက်နာကို မရေတရေကြည့်ပြီးခေါင်းငုံ၍သွားသည်ကိုမြင်ရသောအခါမောင်စစ်မှာအသက်ရှူမမှန်တော့ပေ သို့တော်လေစိတ်ကိုချုပ်ကထမှန်၍တပတ်ရိုက်ခံရမည်ဆိုသဖြင့်အိမ်ရှင်ဖြစ်သူအားမိမိနေမကောင်းကြောင်းနှင့်ပြောပြီးပြန်တော်မူအပြုမှာမိမကြီးတယောက်ကမလခင်ရဲ့အဟာရထမင်းဆိုင်ကိုတော့မလုချင်ပါနဲ့တော့အဆိုတော်တယောက်ပဲလုပ်နေပါတော့ထမင်းဆိုင်ထက်ကျိုးများနိုင်ပါတယ်ဟုပြောသည်ကိုကြားရမှာတဖန်ပြန်၍ထိုင်ပြီးစဉ်းစားလျက်နေ၏မဖွင့်ဖြစ်ဘူးအတော်ရဲ့ ကျမတငယ်ချင်းမခင်လေးကငွေတထောင်ကျော်သူ့မှာပို့လို့အရင်ထုတ်ပြီးလုပ်မယ်ပြောတာနဲ့ကျမတို့ညီမနှစ်ယောက်ကြိုးစားလိုက်တာအားလုံးအတီချဖြစ်လို့အခန်းတော်စပေါ်ပြီးပြီးမှမမချောမှာသူ့ယောက်ျားကပြန်ဝင်ချလို့ပါသွားပါပြီဟင်ဒီလိုဖြင့်ငွေတထောင်ကျော်ဟာကလပ်ကိုရောက်အောင်မှာပေါ့ဟုမိမကြီးကပြန်၍ပြောလေ၏ထို့ညမောင်စင်းသည်လှခင်နှင့်တွေ့အောင်အင်ရှင်နှင့်မနီမဝေမှဆောင်၍နေရာ ကြာမြင့်စွာမဆောင်ရမီလာခင်နှင့်အဖော်များစင်၍လာကြသည်ကိုတွေ့သဖြင့်အသင်ခေါ်၍ထားနေသောကားနှင့်အင်ရောက်ပို့ပေးပါမည်အကြောင်း မောင်စင်ကအခွင့်တောင်းရာ အခွင့်ကိုလာခင်ကပေးသနာလိမ့်၏ထို့နောက်မိမိ၏အဖော်များအားမိတ်ဆွေဖြစ်ကြောင်းပြောပြနှုတ်ဆက်ပြီးလက်ဆွဲတော်အတော်ကြီးနှင့်အတူမောင်စင်ဤကားပေါ်၌ပါသွားပြီးနောက်မြားမကြမီအာဟာရဟိုတယ်ပိုင်ရှင်တတိယကတော်လေးဖြည့်၍သွားလေသည် ဆရာကြီးပြီမိုနေရေးသားထားတယ်။အလုတ်ကောင်းသူဆိုတဲ့ဝိထုတိုလေးနဲ့အဟာရဟိုတယ်ဆိုတဲ့ဝိထုတိုလေးနှစ်ပုဒ်ကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ပေးကြတဲ့ຫນွေဦးနော်ရသိန်းရဲ့ချက်တော်ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသည်ရှင်။